မေကွန်ပေါက်ကြမှုမိတိခင်မိတိခါနိုင်မဆိုစာမျိုးပွဲမေကွန်များသည် ပေါက်ကြတတ်သည်ဝဲလွန်တင်တဲ့မေကွန်ပေါက်ကြမှုပင်ရှိတတ်သည်သတင်းစာတို့ဝတ္တရားမှာမေကွန်ပေါက်ကြသည်ကိုသိပါကပေါက်ကြသည်ဟုသတင်းရေးတင်သည်သို့တော်အာနာပိုင်းတို့ကပေါက်ကြမှုမဟုတ်ပါဟုညင်းဆိုတဲ့သောကြောင့်ပေါက်ကြသောမေကွန်သည်ဤမေကွန်ဖြစ်ပါသည်ဟုမေကွန်မူကိုပါပုံနှိပ်ရလေရှိသည် ။မမကေသတင်းစာသည်စာမေးပွဲမေးခွန်းပေါက်ကြားမှုသတင်းများကိုရနေပြီးထိုသတင်းပေါက်ကြားမှုမှဆက်လက်၍ကြီးကျယ်သောသတင်းများဖြစ်လေရှိ။ပထမဆုံးမေးခွန်းပေါက်ကြားမှုသတင်းကိုတင်ပေါင်းမင်းရရှိခဲ့လေသည်။1948ခု ဖေဖော်ဝါရီလကဖြစ်တင်မောင်သည်လမ်း40ရှိအလွတ်ပညာသင်ကျောင်း၌တစ်ဖက်ကစာသင်ရေးသတင်းတောက်လောက်ကိုင်းနေသူဖြစ်သည်တက္ကသိုလ်ဝင်စာမေးပွဲရက်နီးလာသောကြောင့်တိုက်မှခွင့်ယူကစာကျက်နေ၏ ။ဇာမိုးဝဲစီရန်တလခန့်အလိုမှစကဇာမိုးဝဲမေကွန်တစ်များသည်ပလူပြန်အောင်ထွက်နေသည်။ဇာမိုးဝဲစီရန်15ရက်ခန့်အလိုတွင်ရန်ကုန်မြို့ငွေကြေးကျော်ဝသူတဦးဤသားထံမှတငယ်ချင်းတဦးမှတစဉ်မေကွန်လွှာတစ်ခုကိုတင်မောင်းရရှိ၏။ထိုမေကွန်တစ်စုံကိုငွေ900ကျပ်နှင့်ဝယ်ရသည်ဆို၏။စာမေးပွဲ၌ထိုမေကွန်မပါလျင် အာမခံနှင့်ငွေပြန်ပေးမည်ဟုဆို၏မေကွန်မှလည်းအစစ်အမှန်ပဲဖြစ်ပုံပေါ်သည် တင်မောင်းဖို့ဤသူမေကွန်းကိုတင်ကြိုရထားသောကြောင့်စာမိုးပွဲအောင်ရန်တေချာနေလေပြီ။သို့တော်သို့တော်ဤသူစာမိုးပွဲအောင်မြင်ခဲ့လျင်တရားမျှတပါမည်လော။တက္ကသိုလ်ဝင်စာမိုးပွဲကိုရန်ကုန်မှအောင်သူများနေခြင်းသည်ဤသူသောမေကွန်းပေါက်ကြားမှုများကြောင့်လောငွေစားရှိ၍အဆက်ကောင်းပြီးမေကွန်းဝယ်နိုင်လျင်စာမိုးပွဲအောင်ခြင်းသည်တရားမျှတပါ၏လော။တင်မောင်းသည်လာပေါင်းများစွာကိုစဉ်းစားရင်း တရပိန်လောစုတ်ပိန်လောရှိနေသည်အသက်အရွယ်ငယ်ရွယ်သောတရေတော်ပေါက်ဆလေးသာ ဖြစ်သူတင်ပေါင်းသည်ဇာမွေးဝဲကိုချောင်းချောင်းနှင့်အောင်မြင်နိုင်သည့်အခွင့်အရေးကိုလက်မလွတ်လို့တစ်ဖက်မှာလည်းဇာမွေးဝဲမိကုံရောင်းဝယ်မှုစနစ်ဆိုးကြီးကိုတိုက်ဖြတ်လိုသဖြင့်ရဲအတန်းကြာမဝေခွဲနိုင်ပဲရှိခဲ့သည်နောက်ဆုံးတွင်တစ္ဆာတရားနှင့်တရင်စာကျင့်ဝတ်သီးသာအတိကဟူသောယုံကြည်ချက်ဖြင့်တင်မောင်သည်အရီတာဦးအောင်မြင့်ထံသွား၍တွေ့သည်မေကွန်းဝယ်ယူရရှိပုံကစကား မေးခွန်းများကိုပေးလိုက်သည်ဥုံမြင့်သည် သူလည်းတည်င်းအနှံ့ရထားသည်ဟုဆို၏နောက်တစ်နေ့တွင်ဗမာကဲ့တည်င်းစာမျက်နှာဖုံးမှ မေးခွန်းတွေမေးခွန်းတွေတတ်ကတော်ဝင်မေးခွန်းတွေပေါက်ကြားပြီဟုသောခေါင်းစဉ်ဖြင့်မေးခွန်းများကို အတိအကျဗမာကဲ့ကပေါ်ပြလိုက်လေသည်တကယ်တော့အာနာပိုင်းများအဖို့မလုံနိုင်မရှက်နိုင်အဆက်ကွဲပြီးစာမွေးပွဲကိုရွှေ့ကအသည့်ပြန်မေးရတော်၏တင်မောင်တယောက်မှရိုက်ရွှေ့ကျင်းပသောစာမွေးပွဲတွင်ကြာရှုံးရှာလေသည် အခြားဘာသာများတွင်80ရာခိုင်နှုန်းများရတော့လေတင်းချာအဖြစ်10ပုတ်လုံးတွင်တုံညာရည်နောက်တင်းချာဘာသာတကူရဲကိုပြည့်ကြမှနောက်ဆက်တွဲစာမေးပွဲတွင်အောင်မည်ဗမာခေအဖို့ထိုတက္ကသိုလ်ဝင် မေကွန်းကိုဖော်ပြပြီးသည့်နောက်တညတွင် မေကွန်းသတင်းဤကရက်ကိုခံလိုက်ရသည်ဂျေကာတစီကရွှေကုန်းနိုင်လန်းရှိဗမာခေတိုက်ရှိမောင်းလာပြီးလက်ပစ်ဘုံနှင့်ပြတ်သွားသည် တလုံးကွဲသည်တလုံးကမကွဲတော်သေးသည်အလုံသမားများအိမ်ပြိုင်ခြင်းဖြစ်သည်ဖြင့်အထီးကိမရှိ စာမေးပွဲမေးခွန်းဝယ်မိသူចောင်းသားတစု၏လက်ချက်ဖြစ်ဟန်သူသည်ထိုခေတ်ကလက်နက်ကလည်းပေါ်လာသည်တက္ကသိုလ်ဝင်စာမေးပွဲမေးခွန်းပေါက်ကြားမှုသည်တင်ပေါင်းကိုရိုင်းအယ်ဒီတာဖြစ်ဆောင်ရွက်ချိန်တိုင်းလည်းတစ်ကြိမ်ပြပွားမှု၏ထိုအချိန်တွင် တက္ကသိုလ်ဆရာတို့ကတင်ပေါင်းတို့ဗမာကစ်အပေါ်တကြောသားသွား၏ထိုနေ့ကတက္ကသိုလ်ဝင်ခွင့်စာမေးပွဲမေးခွန်းကိုရန်ကုန်တွင်တစ်မျိုးနေရွင်တစ်မျိုးနှစ်မျိုးထုတ်ထား၏နေမေးခွန်းလွှာသည်ချောချောမောမောရှိတော်လဲ ရန်ကုန်စာစစ်ဌာနများအတွက်မေးခွန်းမှာစာမျိုးဝဲမစစ်မီ15ရက်ခန့်ကကြိုတင်ပေါက်ကြားနေလေသည်တို့ပေါက်ကြားနေကြောင်းကိုဗမာခေတ်ကတည်တဲ့ကဲ့သို့တက္ကသိုလ်ဆရာများကလည်းတည်ထား၏သို့သောတက္ကသိုလ်ဆရာများမြည်တို့မြည်ပုံအရေးယူရန်ကြံစည်သည်ကို၎င်းစီစဉ်သည်ကို၎င်းဗမာခေတ်ကမသိကြေဒီမောင်သည်ပေါက်ကြားသည့်မေခွန်းလွှာကိုသူ၏လက်ထဲသို့ရောက်လျင်ရောက်ချင်းပုံနှိပ်ခြင်းမပြုဘဲတို့ထားသည်ချိုထားသည်စာမျိုးဝဲစစ်မိမနက်တွင်မှ ြစ်ကွင်းမှစဝိုင်းကိုချိန်ရွယ်၍ခွင်းလိုက်တဲ့ကဲ့သို့ဗမာခေမျက်နှာပုံမှမဲကနေပေါ်ပြလိုက်သည်စောစောကပင် မေကွန်ပေါက်ကြားသည်ကိုတီထားပြီးအကြံပိုင်စွာဖြင့်စောင့်ကြည့်နေသည့်တက္ကသိုလ်ဆရာတို့ကထိုနေ့ကအင်္ဂလိပ်ဘာသာမေကွန်ကိုထိုနေ့မနက်စောစောတွင်မှအစ်စ်တပန်ရေးသားကလက်နှိပ်ဆက်စာကူးဆက်နှင့်အမြန်ရိုက်ပြီးစာဖြေဌာနများသို့ပို့လေသည်ဇာဝေဝဲမေကွန်ပေါက်ကြားသည်ဟုဗမာခေပါသတင်းစာကိုခြေဆိုသောအဖြစ် ထိုနေ့ကအင်္ဂလိပ်စာမေကွန်းနှွားမေကွန်းတစ်ခုတွင်ယနေ့ထုတ်ဗမာကဲ့သတင်းစာ၌ပါရှိသည့်ထိုစာပိုက်ကို အင်္ဂလိပ်ဘာသာပြန်ရန်ဖော်ပြထားလေသည်ထိုသတင်းကိုဗမာကဲ့ကအောက်ပါအတိုင်းရေးခဲ့သည်တက္ကသိုလ်ဝင်စာစစ်မေကွန်းတွင်ဗမာကဲ့ပါနေပုံကြုံရကြုံရအိုးပူပုံပန်းနွမ်းဖွယ်စွေမပြေပါနိုင်ဘဲကိုမှန်းလို့ရမ်းစမပိုင်းအဖြစ်ဆိုးနဲ့ ခြေကွဲဝယ်ရင်ကျိုးရရှာသောចောင်းသူចောင်းသားများ၏မျက်နှာကိုမျက်နှာညိုမျက်နှာမိုးလေးများကိုဩဂုတ်လတရက်နေ့မနက်ကရန်ကုန်တက္ကသိုလ်နေမြေတက္ကသိုလ်ဝင်စာစေခန်းများ၌တနားစပွဲတွေ့မြင်ရလေသည်နှစ်ခိရှာဇူလိုင်လ31ရက်နေ့တို့ဗမာခေတ်တွင်တက္ကသိုလ်ဝင်စာစေပွဲမေကွန်းလိန်များအကြောင်းကိုတိတိကျကျဖော်ထုတ်ခဲ့သည့်အတိုင်းပဲမေကွန်းလိန်များကိုလက်သိပ်ထိုးရောင်းစားပြီးစားပေါက်တွင်သောဥကလိန်များ၏လက်ချက်ကြောင့်ငွေကုန်လူပန်းဖြစ်ရရှာသော ဖြက်လန်းလိုက်ကျောင်းသူကျောင်းသားများအားကိုရမဲ့ဖြစ်နေချိန်ဇူလိုင်လ31ရက်နေ့ညနေကဥကလိန်တစုသည်နောက်ထပ်မေကွန်းတစ်တစုံကိုအရေးပေါ်ထုတ်ဝေက9000ကျပ်ဈေးပွင့်ရောင်းကြပြန်လေသည်ငမိုက်သားအချောင်းသမားကျောင်းသားများကလည်းချီစုမတ်စု စု၍ဝဲကြပြန်လေသည်တခါလိန်လိန်သူအပြည့်နှစ်ခါလိန်အလိန်ခံရသူအပြည့်သာပြစ်ပေသည်ဩဂုတ်လ1ရက်နေ့စာစစ်စခန်းဝင်ကြသောအခါအချောင်းသမားအချောင်းသမားကလေးများမှာ ထိုနေ့မနက်တွင်မှပူပူနွေ့နွေ့ထုံသည့်မေကွန်းများကိုတွေ့ရပြီးဇောချွေးပြန်၍ခြေပြားလက်ပြားအေးသည့်အထိစိတ်ချောက်ချားသွားရရှာတော့သည်ဖြင့်အချို့ညနေပိုင်းမေကွန်းအမှန်နှစ်ကိုပင်လာရောက်မပြေဝင်းသည့်ဘဝသို့ရောက်ရရှာတော့သည်ဗမာခေညနေပိုင်းအင်္ဂလိပ်စာမေကွန်းနှင့်အချင်းချုံခိုင်းသည့်ပုံစံတွင်ထိုမေကွန်းများသည်နှကန်းဒီစိုးစေးလက်ကမချပဲမှန်နားမှမကွာသည့်ပြန်တန်တန်ចောင်းသူလေးများမှအစာရုပ်ရှင်အမြဲသွားသောចောင်းသားတို့အစုံ အစရှိသောဇူလိုင်လ31ရက်နေ့ထုဗမာခေရေးသားချက်ကိုဗမာခေကအီတုတ်ရေးထားသည်ဟုအတီအလင်းဟောပြပါရှိလေသည်တက္ကသိုလ်ဆရာတို့ဘက်မှဗမာခေကမေကွန်ပောက်တည်ဟုသော ရေးသားချက်ကိုလိမ္မာစွာဖြင့်ဖြည့်ရှင်းချက်ထုတ်လိုက်သည်ဟုယူဆကကြေညာသွားသည်တင်းမောင်းတို့ဗမာခေဝိုင်းသားတို့ကလည်းသူတို့၏သတင်းမှန်လာသောကြောင့်မေကွန်သစ်ထိုက်၍ထုတ်ရသည်မေကွန်သစ်တွင်ဗမာခေ၏သတင်းကောင်းစုကိုဖော်ပြသည်ဖြင့် ဘမခီဂုံတက်ရသည်ဟုနှစ်သိမ့်ကြပြန်လျာတို့နှစ်ကနှစ်ဦးနှစ်ဝကိုအချိုးနှစ်ကိုခြေနှဲကြသောနှစ်ပင်ဖြစ်၏1956ခုနှစ်တွင်ဖြစ်ပွားသောမေကွန်းပေါက်ကြားမှုတည်းမှာကနှစ်ဖက်နှစ်ဝခြေနှဲမှုမရှိကြရုံမကခြေခွဲဝဲအဖြစ်ဆိုးနှစ်ပင်ကြုံတွေ့ရလေတော့သည်တို့ချင်းကကိုခေမောင်ကြီးသည်ဘမခီတို့တည်းအရီတာအဖြစ်ရောက်လာပြီဖြစ်သည်တနေ့တွင်ကိုခေမောင်ကြီးကတည်းတပုတ်လာပြသည်ခொနတန်းစာမေးပွဲမေကွန်းပေါက်ကြားသည့်တည်းဖြစ်သည် ပေါက်ကြားသောမေကွန်းကိုအသေးစိတ်ရေးထား၏။မှန်ရင်ချတာချပြဟုတင်မောင်းကကိုခင်မောင်းကြီးကိုမိစိမ့်ပေးလိုက်သည်။နောက်တနေ့ဗမာခေမျက်နှာဖုံးတွင်ခொနတန်းစာမေးပွဲမေကွန်းပေါက်ကြားမှုသတင်းနှင့်မေကွန်းပါလာ၏။ထိုနေ့မနက်9နာရီကတင်မောင်းသည်မန္တလေးသို့သွားရသည်။ရေတက်ဘိုမူတိုင်မြင်ကဗမာခေအရီတာတင်မောင်းအပေါ်အသေးပြတ်မှုနှင့်တရားစွဲသဖြင့်ယုံကြည်ရှိသောကြောင့်သွားရ၏။တင်မောင်းသည်လေရင်ပြန်ကွင်းအဆင့်တွင်ဗမာခေတိုက်သူဝင်ကသတင်းစာသို့ယူခဲ့ပြီးမှ လေရင်ပြန်နှင့်မန္တလေးသို့ထွက်ခဲ့သည်ထိုနေ့ကရုံး၌အမှုမဆိုင်ရာပဲရုံးမှရက်ချင်းပေးသည်ဖြင့်ရုံးမှပြန်ထွက်ကစာစစ်ရာចောင်းသို့လိုက်သွားသည်ဇာမူပွဲကမ်းမှထွက်လာသူတို့ကဗမာခေတ်ကပေါ်ပြသောမိကုံများနှင့်ဇာမေးပွဲမိကုံများထတ်တူထက်မြတူပါသည်ဟုဆို၏အရေးကြီးသောသတင်းတူသတင်းမှန်ကိုရရှိပြီးတဆောင်နှင့်ပေါ်ပြကအောင်ပွဲခံနိုင်သောသတင်းစာအယ်ဒီတာတို့၏ပီတီသည်အခြားပုဂ္ဂိုလ်အသီးသီးတို့၏ပီတီထက်တာလွန်သည်ဟုတင်မောင်ကထင်၏ ။ဤတချီတွင်လည်းတင်မောင်သည်ကျေနပ်သွားလိမ့်ပြီးဂွန်းစီတိကီတို့တသိမ့်သိမ့်တသိမ့်သိမ့်ကျေနပ်သွား၏။စာစစ်ဌာနမှထွက်ခဲ့ပြီးနောက်တင်မောင်သည်သူ၏တငယ်ချင်းအိမ်သို့သွားကမနှက်ဆာဆာသည်တငယ်ကြီးဖြစ်သူကတပတ်ခန့်နေရန်တိုက်တွန်းသည်ဈေးစစ်ကမန္တလေး၌၃ရက်မြှနေရန်သဘောတူလိုက်သည်တငယ်ချင်းဇနီးမောင်နှံနှင့်တင်မောင်တို့သုံးဦးသာမန္တလေးမှတဆင့်ရှမ်းပြည်သို့တက်ကြရန်ခရီးစဉ်ရေးဆွဲနေစဉ်မန္တလေးမြို့ဗမာခေတ်ကိုယ်စားလှယ်ဦးလှရွှေပေါက်လာသည် ဗမာကစ်တိုက်ကိုចောင်းသားများဝိုင်းထားသဖြင့်အမြန်ပြန်ခဲ့ပါဟုတိုက်မှဖုံးလာကြောင်းပြောပြသည်ချက်ချင်းပင်လေစိတ်သူဆင်းခဲ့ကရန်ကုန်သို့ပြန်ခဲ့ရသည်ရန်ကုန်လေစိတ်သူညနေ9:00နာရီရောက်သည်ချက်ချင်းတက်စီတစီးငှားကဗမာကစ်တိုက်သို့ထွက်ခဲ့သည်ဘောင်ဒရီလမ်းတောက်ရှိဗမာကစ်တိုက်ရှိတွင်ចောင်းသားများစုယုံပိတ်ဆို့ထားသဖြင့်တိုက်တွင်းသို့ဝင်ရွေ့မရတော့သည်နေရှိရာ88လမ်းသို့ပြန်ပြီးအဖြစ်အပျက်ကိုစုံစမ်းရသည်ထိုနေ့နနက်ကဗမာကစ်တွင် ခုနှစ်တန်းစာမေးပွဲမေးခွန်းပေါက်ကြားကြောင်းသတင်းပါရှိခဲ့ပြီးစာမေးပွဲဖြေဆိုမိចောင်းသားတို့သည်စာမေးပွဲကန်းသို့ရောက်ကြတော့ကဆရာတို့ကစာမေးပွဲကိုအကန့်အသတ်မရှိရွှေ့လိုက်သည်ဟုပြောလွှတ်လိုက်သည်ចောင်းသားများသည်ဖျားလန်းရှိပညာမင်းကြီးယုံစီတို့တစုပြီးတစုသွား၍မေးကြရမှာចောင်းသားစုသည်အတော်များလာသည်ပညာမင်းကြီးယုံမှဆိုင်းရအရာရှိတဦးကရေးလဲအောင်ချော့မော့မပြောဘဲဗမာခေတ်ကရေးလို့စာမေးပွဲရွှေ့လိုက်သည်ဟုပြောရမှာမပြေမလည်ဖြစ်ကား ပညာမင်းကြီးယုံ၌ယုံရင်းဆန်ကပ်ဖြစ်ပွားခဲ့သည်မြို့ဒီရဲ့စာမျိုးဝဲပြည့်ရသည်ကိုမကြေချမ်းသောចောင်းသားတို့သည်ဗမခစ်သို့ချီတက်လာကြသည်ဗမခစ်ကတင်းကြိုတိထားကရဲကိုတိုင်သည်ဖြင့်ရဲတို့စောင့်နေကြသည်တရားသူကြီးတဦးလည်းစောင့်နေသည်ចောင်းသားကောင်းဆောင်များနှင့်ဗမခစ်မှအရီတာများတွေ့ကြသည်ចောင်းသားတို့မှမကြေနဲ့ချက်သာရှိသည်မဲမဲရဲရလုံလားချက်မရှိဗမခစ်ကလည်းစာမျိုးဝဲကိုချက်ချင်းပြန်ကျင်းပါပါဟုစီစဉ်ရန် အာဏာမရှိဘူး တက်ဆိုင်ခြင်းလည်းမရှိသဖြင့်အပြေမလဲဖြစ်နေသည်။ကျောင်းသားများသည်မကျေနပ်ချက်ကြောင့်လူစုမခွဲဘဲနေသဖြင့်ညနေပိုင်းအထိလိတ်ခဲတဲလဲဖြစ်နေသည်။ကျောင်းသားများကအင်းအားနှင့်တိုက်ချံဝင်းနှဲဝင်းရန်အားထုတ်သည်။အခြေအနေမှာလူတုလူစုအင်းအားကြောင့်တုတ်လုတ်ရွရွရှိနေစဉ်၆လုံးဘူးတနက်စီသောသတင်းတောက်တဦးက၆လုံးဘူးတစ်ချက်ဖောက်လိုက်သည်။မရှိမနှောင်းပင်တရားသူကြီးအမိတ်အယာရဲတို့ကလူစုအပေါ်ကြော်၍တနက်ပြည်ရာမှကျောင်းသားတအူဟယ်ရီတန်ကို တိမှန်သည် ။ကျောင်းသားတို့သည်သွေးပူသွားပြီးတနတ်တိသူကိုပကုံးပေါ်တင်ကဗမခင်၌စူပူနေကြသည်။တိုးစင်း၌ပုံမူးကြီးခင်ညိုရောက်လာပြီးကျောင်းသားများကိုဝင်ထိန်ပြီးမှကျောင်းသားတို့ကဗမခင်ခြံဝင်းအတွင် နောက်ထပ်ဝင်ရန်မကြိုးစားဘဲခြံပေါက်မှသာဝိုင်းထားကြသည်။ဒဏ်ရာသူကျောင်းသားကို အချိန်အတော်ကြာမှဆေးရုံပို့သည်ဖြင့်သွေးလွန်ကသေချသည်။တင်မောင်မန္တလေးမှာပြန်လာတော့အခါအခြေအနေမှာတင်းမာတဲ့ရှိသည်တင်မောင်သည်သူ၏ကားကိုထုတ်ကာဗမာခေတ်ဘက်သို့သွားခဲ့သည် တိုင်နီရောက်မှចောင်းသားတို့ကဗမာခေအရီတာဟေဟူအော်ဟစ်ကဝိုင်းလာကြသောကြောင့်ပြန်ပြေးခဲ့ရသည်တိုင်တွင်း၌ပိတ်ဝိနေသောကိုခေမောင်ဤထံဖုံးဆက်ကြည့်သည်တိုက်ကိုမလာခဲ့ပါနဲ့သတင်းစာကိုတော့တိုက်ထဲမှာရိုက်နှိပ်ပါမယ်နောက်တနေ့မှထုတ်ပြင်းထုတ်ပါတော့အရေးကြီးဒီမှာတိုက်ရှိကចောင်းသားများတက်ဆုပ်ရန်ကြိုးစားပါဟုဆို၏အချိန်မှာည၈နာရီရှိနေပြီရဲအဖွဲ့ကိုအကူတောင်းသောအခါနောက်ထပ်အထီးကရုံမဖြစ်စေရပါဟုဆိုသည်ចောင်းသားများတက်ဆုပ်ရန်ကုန်မူ သူတို့လည်းမတက်နိုင်အစိုးရအဖွဲ့မှတာဝန်ခံတဦးကိုတွေ့မှဖြစ်ပြီးတင်းမောင်သည် ရွှေတောင်ညာလန်အစိုးရရုပ်ရှင်ရုံသို့သွားကထိုနှစ်က အကောင်းဆုံးရွှေစင်ရုပ်တုပေးပွဲရှိပြည်ကြ ాయి ဝင်းကြီးဦးထွန်းဝင်းကိုတွေ့သည်ဦးထွန်းဝင်းကအေးမလုတ်အဲမလုတ်နေသည်တင်းမောင်သည်ဝင်းကြီးချုပ်ဦးနုဤအိမ်ရှိရာဝင်းနာမီယာဘတ်သို့မောင်းခဲ့သည်ဦးနုအိမ်ရောက်သောအခါည9:00နာရီထိုးလေပြီဦးနုဖျားရှိကိုနေသည်ည7:00နာရီခန့်တွင်မှ PC မီဟုအိမ်အမူရန်တအူးကဆို၏ တင်းပေါင်ကအရေးတကြီးတွေ့လို့ကြောင်းည7နာရီလာတွေ့ပြရသည်ကိုတွင်တောင်းကညစာသွားစားသည်ကိုကင်မောင်ဤတို့တန်းတို့ကြုံတိုင်းဖုံးဆက်ကြည့်ရနိုင်လေဘေးရန်မရှိကြောင်းသိရသဖြင့်စိတ်အေးရသည်ည7နာရီ15မိနစ်တွင်မှဘူးနုဖျားရှိခိုးရပြီကတွေ့ခွင့်ရသည်တင်းပေါင်ကအဖြစ်ပြက်ကိုရှင်းပြသည်ရဲအဖွဲ့ကចောင်းသားများကိုဖယ်မပေးကြောင်းမှစကားဦးနုထံအကူတောင်းသည် ။ဦးနုနဲ့နောက်တစ်နေ့မနက်တနားအထိပြောကြသည်ဦးနုကပြည်ထရေးဝန်ကြီးထံဖုံးဆက်မိသည်။နောက်ဆုံးမှဦးနုကကျောင်းသားတွေတလောက်တောင်သွေးပူပြီးစူနေတဲ့အခါမှာဗမာခေတရက်လောက်တော့မထွက်ပဲပိတ်ပေးလိုက်ပါလားမောင်တင်မောင်ရဲ့ဟုနေကုန်းကြုံပြီးနောက်တစ်နေ့မနက်9နာရီတွင်သူနှစ်လာတွေ့ပါဟုဆို၏။နောက်တစ်နေ့မနက်9နာရီတွင်ဦးနု၏ချိန်ဆိုချက်အရာတင်မောင်သည်ဦးနုအိမ်သို့အစောကြီးထား၍သွားသောအခါ၌ဦးနုကိုတွေ့ခွင့်မရတော့ပေ။ဝင်ကြီးကျုပ်၏အိမ်ရုံးခန်းတွင ပြန်ကြားရေးဝန်ကြီးဦးထွန်းဝင်းကိုသာတွေ့ရသည်ခမရဝန်ကြီးချုပ်ကိုတွေ့ဖို့မလိုဘူးတွေ့ခွင့်မပေးနိုင်တော့ဘူးခမရရဲ့သတင်းစာကြောင့်ចောင်းသားလဲသိရတယ်တိုင်းပြည်အစုမခံနိုင်ဘူးအဲ့ဒီတော့ဝန်ကြီးအဖွဲ့ကခမရကိုဖမ်းဖို့ဆုံးဖြတ်ပြီးပြီခမရဂတ်ထဲသွားပြီးတော့အဖမ်းခံပါတော့သူကဲ့သို့ပြန်ကြားရေးဝန်ကြီးကတင်မောင်းအားချိန်မောင်းတော်လေသည်ကျွန်တော်တို့သတင်းမှန်ဝေးရတာပဲဘယ်ဥပဒေနဲ့ဖမ်းမှာလဲတင်မောင်းကမေးတော့အခါဦးထွန်းဝင်းကအစိုးရလျှို့ဝှက်ချက်ပောက်ကြားမှုဥပဒေနဲ့ဖမ်းမယ်ဗျသူကဲ့သို့ခတ်မှာမှာဆိုသည် ပင်မောင်ဖို့ဥနုနှင့်တွေ့ပါလင်အခြေအနေပြောင်းသွားရမည်ကိုသိသည်ဖြင့်ဥနု၏အိမ်ဧကဲ၌တင်မောင်အားကြာကြာမနေစေပဲဥတုံဝင်းကအမြန်နှင်လှုပ်လေသည်ခမည်းကိုဖမ်းရမယ်ဟုထိုက်၍ပြောလိုက်သည်ဗမာခေအနီရွှေကုန်တိုင်၌နေသောတရင်တောက်ကျုပ်ပုံလေးထုတ်ဝေသူဥကူကိုလေး၏အိမ်သို့သွားရသည်တိုက်မမန်နေဂျာကိုလှမ်းခေါ်ကတင်မောင်အဖမ်းခံပြီးနောက်တရင်ဆောင်ကိုဆက်ထွက်ရေးစီစဉ်ရသည်ညနေတနာရီတွင်အဆအဆစီစဉ်ပြီးနောက် ဟန်ရဲဌာနသို့ဥကိုကိုလေးနှင့်အတူအဖမ်းခံသွားသည်ရဲဌာနမဝင်မီရဲဌာနဘေးကြီးတရားဝင်ကြီးဒေါက်တာအေးမောင်ဤအိမ်သို့ဝင်ကြသည်ဆရာကြီးအေးမောင်သည်အခက်အသင့်ပင်ရှိနေသည်ကိုအကုန်ကြပြီပြီဖိုးထုံးဝင်းတို့လွဲနေပြီကွထိုကဲ့သို့ဆရာကြီးကဆိုကား၁ဗမာကိကမေကွန်ပေါ့မှုပုံနှိပ်တာလျှို့ဝှက်ချက်ပေါက်ကြားမှုဥပဒေနဲ့မညီဘူး၂အဲ့ဒီဥပဒေနဲ့ဒီအမှုကိုအရေးယူရင်ဖိုးတင်မောင်တို့ကိုဖမ်းလို့မရဘူး ဥပဒေကအာမခံပေးရမယ်လို့အတီလင်းဆိုတာတဲ့ပလိကမောင်ရင်တို့ကိုဖမ်းမထားဝင်ဘူးအာမခံမဲ့သူကိုတခါတည်းခေါ်သွားဒေါက်တာအေးမောင်ကြီးညွှန်ကြားချက်အရာမြို့မစေးတိုင်းမှာဦးစောနိုင်ကိုခေါ်သွားပြီးအဖမ်းခံရချက်ချင်းအာမခံနဲ့ပြန်လွတ်လာခဲ့တော်သည်အစိုးရကဗမာခေအားအပြစ်ဖို့ကတင်မောင်အားဖမ်းလိုက်ကြောင်းကြေညာပြီးဒုနှစ်ကခေါနတန်းစာမေးပွဲပြည်သူအလုံးကိုနောက်ထပ်မဖြေရဘဲအောက်မှတ်ပေးလိုက်မှအရေးတော်ပုံပြီးငြိမ်သွားသည်မြမပညာရေးရာဇဝင်နိုင်လေ ရှားဆုံးသူចောင်းသား Harry Tan အမိနဲ့အရေးတော်ပုံတစ်ခုသမိုင်းတွင်ရည်သည်ထိုနှစ်ကခொနတန်းအောင်သူတို့မှ Harry Tan ခொနတန်းဟူသောဘွယ်ဆိုးကြီးဖြင့်အချောင်းအောင်သူဟုနာမည်ပြည့်ကျက်ရရှာသည်ဦးအောင်ခင်မှာထိုအချိန်ကဒိုဂျိုမြို့တွင်အပြည့်ကြီးဆိုင်ရာသတင်းစာအသစ်ညီလာခံတက်နေသည်တိုက်တိုက်ဆိုင်ဆိုင်ထိုနှစ်ကဦးအောင်ခင်ကဦးနုအစိုးရလက်အောက်ဗမာပြည်တွင်သတင်းစာများလွတ်လပ်ခွင့်အပြည့်အဝရှိပါသည်ဟုတင်ပြအစီရင်ခံစာတင်နေစဉ်ရန်ကုန်မှာ ဗမာခင်နိုင်ចောင်းသားတဦးတည်ပြီးအဲဒီတားနှင့်ပုံနှိပ်ထုတ်ဝေသူဖန်းချောင်းကျေနံတရင်ရောက်လာသည်ဆို၏တရင်စာမထွက်ရရင်မထွက်နဲ့အလင်းတင်တယ်လို့စီစဉ်မှာထိုကဲ့သို့ဦးအောင်ခင်ကတင်မောက်တန်ကျေနံရိုက်သည်ဗမာခင်နှင့်ဟယ်ရီတန်ရေတော်ဘုံတွင်ဘျူရိုကရေစီတရင်ဖျက်တောက်မှုပြက်လုံးလေးတစ်ခုပြတ်သွားနေသည်ဗမာခင်အရေတော်ဘုံ၌ចောင်းသားတည်သည့်တရင်ကိုရသောအခါပြည်သည့်တရင်စာကိုယ်စားလှယ်တရင်တော်မစ္စတာပီယရက်ကပဲရီတို့တရင်ကျေနံပို့သည် အထီးကယုံဖြစ်နေစဉ်၌ကျောင်းသားတေပြောက်စည်းရင်ကိုချက်ချင်းမရနိုင်တရင်ကလည်းစောစောပို့နိုင်မှ writer AP စသောအင်္ဂလိပ် American တရင်ကိုယ်စားလှယ်တို့ကိုပြန်၍နိုင်နိုင်မည်အခြေအနေကြည့်ရသည်မှာလည်းကျောင်းသားတော်တော်ထိပုံပေါ်သည်ထို့ကြောင့် Mr. Pierre ကတရင်ကိုပဲရစ်သို့ပို့ရာတွင်ကျောင်းသား9ဦးသေသည်ဟုပို့လေသည်ဂျင်းအယုံတွင်အမြဲရှိနေသော တရင်စီစီရဲ့အရာရှိကကျောင်းသားဤမျှမသေးနိုင်ဟုဆိုကတရင်ကိုမပိုဘဲဆိုင်းငံ့ထားသည် မစ္စတာပီယက်ရက်ကသူ၏သတင်းကိုချက်ချင်းပို့ပေးပါဟုတောင်းဆိုသည်တေသူចောင်းသားစင်းကိုရဲရာရှိနှင့်သတင်းတောက်တို့ဤမြများနိုင်မများနိုင်အငင်းပွားကြသည် နောက်ဆုံးတွင်မှအကြိမ်ကြိမ်ဈေးစစ်ပြီးတေသူចောင်းသား၃ဦးဟုသောကြော်သေးဖြင့်ရဲရာရှိတို့ကသတင်းပို့ခွေပြုလိုက်သည်ထို့ကြောင့်တူချူတို့ပထမကျင်းနန်းသတင်းရောက်စဉ်ကចောင်းသား၃ဦးသေ၍ဒဏ်ရာရသူများသည်ဟုပါခဲ့ရာ သတင်းမှာပို့၍ကြီးကျယ်သွားခဲ့သည် ။ဒေမောင်နေဦးကိုကိုလေးအားဖန်းစီအေးယူသည့်အစိုးရလျှို့ဝှက်ပောက်ကြားမှုကြီးမှာလေးလာတိုင်တိုင်ရုံချင်းများကိုတနေ့ပြီးတနေ့ပြောင်း၍ချိန်ဆခဲ့သည်။အမှုကိုတခွန်းတပါးရာမှစစ်ဆေးခြင်းမပြုဘဲအစိုးရဘက်မှပြန်လည်ရုတ်သိမ်းသွား၏။